အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့မေလ9ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါယနေ့ညနားဆင်မဲ့သတင်းတွေကတော့ Arkatatto AA တပ်ဖွဲ့ဝင်တဦးဟာချင်းမျိုးသားတဦး CNF ရဲ့ဖမ်းဆီးထိန်သိမ်းခံရစဉ်မှာညှဉ်းပန်းနှိပ်စက်မှုကြောင့်ဒေဆုံခဲ့တယ်လို့ချင်းညီနောင်ဖွဲ့ရဲ့ပြောဆိုချက်ဟာအခြေအမြစ်မရှိတဲ့ဆွဆွဲမှုသာဖြစ်တယ်လို့ ချင်းမျိုးသားတူ CNF ကပြောဆိုလိုက်ပါတယ်။ချင်းပြည်တောင်ပိုင်းဘလဝမြို့နယ်မှာအာရခတ်တော် AA ရဲ့ပြည်သူတွေပေါ်ချုပ်လွန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကို Global Community Organization GKO ကမေလ3ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။တော်လိုင်းရေးကာလ၄နှစ်တာအတွင်းမှာ CDF လောက်သူတပ်ဖွဲ့ဝင်12ဦးတိုက်ပီးတဲ့လူမျိုးအတွက်အသက်ပေးလှခဲ့ရတဲ့တရင်တွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ အာကတတော် AA တပ်ဖွဲ့ဝင်တဦးဟာချင်းမျိုးသားတဦး CNF ရဲ့ဖမ်းဆီးထိန်သိမ်းခံရခြင်းမှာညံပန်းနှိပ်စက်မှုကြောင့်ဒေဆုံးခဲ့တယ်လို့ချင်းညင်တော်အဖွဲ့ရဲ့ပြောဆိုချက်ဟာအခြေမြင့်မရှိတဲ့ဆွဆွဲမှုသာဖြစ်တယ်လို့ချင်းမျိုးသားတဦး CNF ကပြောဆိုလိုက်ပါတယ်။ချင်းပြည်တော်ပိုင်းမတူပြည်မျိုးသိန်းတပ်ဖွဲ့ကာလမှာ CNF စီအန်လေးကဖမ်းဆီးခဲ့တဲ့ချင်းညင်တော်ရဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကအာကတတပ်ဖွဲ့ဝင်တဦးဟာဖမ်းဆီးထိန်သိမ်းစဉ်အတွင်းရန်သူတပ်ဖွဲ့နှီးမျိုးစုံဖြင့်ညံပန်းနှိပ်စက်ခံရတာကြောင့် အသက်သေဆုံးခဲ့ရတယ်လို့မေလ၄ရက်နေ့ကချင်းကြီးနောင်ဖွဲ့ကထုတ်ပြန်ခဲ့တာပါဒီကိစ္စနဲ့ပတ်သက်ပြီးချင်းမျိုးသားတအူ CNF စနေပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နေကချင်းမျိုးသားတအူ CNF အနေနဲ့ဖမ်းဆီးရမိထားတဲ့စစ်တုံးမန်းတွေကိုနိုင်ငံတကာဥပဒေနဲ့ထိမ့်သိမ်းစောင့်ရှောက်ထားပြီးစစ်တုံးမန်းတွေကိုလည်းညှဉ်းပန်းနှိပ်စက်ခွင့်မရှိဘူးလို့ပြောပါတယ်အာကတတ AA တပ်ဖွဲ့ဝင်တအူတေဆုံးမှုမှာလဲသူ့ကျမ်းမာရဲ့အခြေအနေကြောင့်တေဆုံးသွားတာဖြစ်ပြီးဆရာဝန်တွေရဲ့ စစ်စစ်ချက်မှတ်တမ်းတွေလည်းကောင်းကောင်းရှိတယ်လို့စလိုက်ထက်နေကပြောပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးသိဆုံးသွားတဲ့ AA တပ်ဖွဲ့ဝင်နဲ့တခန့်တဲ့အတူနေထိုင်ခဲ့တဲ့စစ်သုံးမှန်းတအူးကိုမေးမြန်းခဲ့ရမှာအခုလို့ပြောဆိုပါတယ်။ဟာအေးအေးဆုံးလိုက်တော်ဒီနားမှာဤသူကကျတော့အေးညမှာသူကကျတော့အေးအမောအမောဖောက်ပြီးတော့မှာအမောဖောက်တဲ့အချိန်မှာဒီကနေသွားရင်သတင်းပို့တော့ဆေးဆရာလာပြီးတော့မှဆေးသွင်းပေးတယ်အမမအေးမနဲ့ကျွန်တော်တို့၅နိုင်လောက်မှာ အဆုံးမှာ ကျတော့ဒီထောင်တွင်းမှာဟိုနှိမ့်ဆက်တာတို့ရောရှိတာမရှိဘူးရဟုတ်ကဲ့ငါတို့ရဲဘော်ဖက်ကနေပဲဖြစ်ဖြစ်နှိမ့်ဆက်တာတို့ဟိုဟာတို့လုံးဝမရှိဘူးเนาะအဲ့ဘောလည်းမရှိဘူးချင်းမီတောင်ပိုင်းပလောဝမြို့နယ်မှာအာရခတ်တတော် AA ရဲ့ပြည်သူတွေပေါ်မရင်းချင်းတပ်ဖြတ်မှုနဲ့လူအကူအညီချိုးဖောက်မှုကျူးလွန်တဲ့ကိစ္စတွေကို Global Community Organization GKO ကမေလ3ရက်နေ့ကထုတ်ဖော်ဖွင့်ချလိုက်တဲ့အချိန်မှာချင်းကြီးနောက်ဖွဲ့ကချင်းမျိုးသားတပ် UCNF ကိုအခြေမြစ်မရှိတဲ့ဆွဆွဲချက်တွေနဲ့ တိုက်ခိုက်လာတာဖြစ်တယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လတုန်းကချင်းပြည်နယ်တောင်ပိုင်းမတူပီမြို့တိန်စစ်စင်ရေးကာလမှာချင်းညောင်အာရခတ်တပ်တော် AA စစ်ကြောင်းနဲ့ CNF ဦးဆောင်တဲ့ချင်းလန်ကောင်စီဦးပေါင်းတပ်ဖွဲ့တို့အကြားပြစ်ခတ်မှုဖြစ်ပွားပြီးအပြန်အလှန်ဖမ်းဆီးမှုတွေရှိခဲ့တာဖြစ်ပါရယ်။ဖန်စီတဲ့စစ်တုံးပန်းတွေကို2025ခုနှစ်မတ်လ29ရက်နေ့ကအပြန်လှန်လွှင့်လိုက်ခဲ့ကြပြီးနောက်ခုလိုဆွဆွဲပြောဆိုချက်တွေထွက်ပေါ်လာတာပါ။ဘလဝမျိုးတွေကချင်းလူမျိုးတွေပေ AA ရဲ့လူခွင့်ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးချင်းကြီးနောင်ဖွဲ့ကတခွန်းတပါတမြထုတ်ဖော်ပြောကြားမှုမရှိခဲ့ပေမဲ့ AA တပ်ဖွဲ့ဝင်တဦးကျမ်းမာရေးကြောင့်တိတ်ဆုပ်မှုပေါ်ချင်းမျိုးသားတဦးစင်နက်ကိုဆွဆွဲပြစ်တင်ရှုံရှားခဲ့တာလည်းဖြစ်ပါတယ်။ချင်းပြည်တော်မှန်ပလောက်ဝမြို့နယ်မှာအာခတ်တက်တော် AA ရဲ့ပြည်သူတွေအပေါ်ကျူးလွန်တဲ့လူခွင့်ချိုးဖောက်မှုတွေကို Global Community Organization GKO ကမေလ3ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာခုမီအဖွဲ့အစည်း GKO ကစစ်တပ်အာဏာမသိမ်းခင်2019ခုနှစ်ကလေးကနေ2025ခုနှစ်အထိဘလောက်မြို့နယ်မှာအာရကတတော်ကကျူးလွန်ထားတဲ့လူရဲတွေကိုဖော်ပြထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ9ရက်နေ့ကအာရကတတော်တပ်ဖွဲ့ဝင်2ဦးကဘလောက်မြို့နယ်စိတ်ဆင်းကျေးရွာဒေသခံကလေးမိခင်တို့ကိုအဓမ္မပြုကျင့်ပြီးယင်းနှစ်သက်ရန်ကြိုးပမ်းမှု2024ခုနှစ်နိုဝင်ဘာလ22ရက်နေ့မှာစမီးမြို့ကအသက်35နှစ်အရွယ် မြို့သမီးတူကိုရခိုင်စကားပြောတဲ့လူတစုကအတ္တမပြုကျင်ပြီးတရစ်လစ်မေမျောတဲ့အထိညှဉ်းပန်းနှိပ်စက်ကကျောင်းကန်းနဘေးနာဆွန့်ပစ်ခဲ့ကြတယ်လို့ GKO ကဖော်ပြပါတယ်။ပလဝမြို့နယ်မောင်နှမကျေးရွာကအသက်73နှစ်အရွယ်ကလေးငယ်တူပါဝင်တဲ့ဂုံတဲမီသားစု3ဦးဟာကြောက်တော်ကနေပလဝမြို့ကိုပြန်လာတဲ့လမ်းမှာလူမဆန်စွာတပ်ဖြတ်ခံခဲ့ရပြီး2023ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာဓာတ်တိုင်ရာတွင်တေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်2024ခုနှစ်အစောပိုင်းပလောဝမြို့နယ်အတွင်းအာရခတက်တော်နဲ့စစ်ကောင်စီကြားတိုက်ပွဲကြောင့်ဒေသခံခူမိချင်းလူမျိုးတွေဟာယာယီတိတ်ဆောင်ခဲ့ကြရပြီးသူတို့နေအိမ်တွေမှာအင်ရှင်တွေရဲ့ခွင့်ပြုချက်မတောင်းမဲ့ရခိုင်လူမျိုးတွေကိုအာရခတက်တော်ကနေထိုင်စေခဲ့တယ်လို့လည်းဆိုပါတယ်ဒါပြင်မိစားနဲ့အုတ်တာလင်းဝကျေးရွာအကြားမှာဘင်္ဂလားဒေ့ရှ်ကရခိုင်လူမျိုးတွေကိုပြောင်းရွှေ့နေထိုင်စေခဲ့ပြီးလက်ရှိမှာအင်ဂျင်900ကျော်ရှိပြီလို့ဆိုပါတယ် ဒါဟာဒေတာခန်တွေရဲ့နေရာတွေကိုလူပီးခြေချခိုင်းတဲ့အပေါ်စိုးရင်ရတယ်လို့လည်း GKO ကပြောပါတယ်။ပလောဝမြို့နယ်အတွင်းမှာ2019ခုနှစ်ကတည်းကနေဒီကနေ့အထိ Archetype.a ကပြည်သူ60ကျော်ကိုဖမ်းဆီးထားပြီးအဲ့ဒီထက်ကအယောက်30ကျော်ကိုပြန်လွှတ်ပေးခဲ့ပေမဲ့20ကျော်ကိုဆက်လက်ထိန်းသိမ်းဆဲဖြစ်တယ်လို့ဆိုပါတယ်။ယခုနှစ်မတ်လကစပြီးပလောဝဒေတာမှာလူစုလူဝေးမပြုတ်လို့ရန်ပိတ်ပင်ထားပြီးလူ3ဦးစုလျင်ဓမြမှုလူ9ဦးစုလျင် နိုင်ငံရေးပြမှုမြောက်တယ်လို့ထုတ်ပြန်ထားတာကြောင့်ဒေသခံခရီးယန်ဘာသာဝင်တွေဝိပုစီဝေခွင့်ဆုံးရှုံးနေရတယ်လို့လည်းသိရပါဗျ။ဒေါ်လာရင်းကာလလေးနှစ်အတွင်းမှာ CDF လောက်သူတပ်ဖွဲ့ဝင်12ဦးတိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးလှူခဲ့ရတယ်လို့သိရပါဗျ။မေလ၄ရက်နေ့ဟာဆက်နာရှင်စနစ်အမြင့်ပြတ်ချေမှုရင်ဖေရိုဒီမိုကရေစီရရှိတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစင်ကာကွယ်ရေးလောက်သူလူမျိုးတို့ရဲ့နိုင်ငံရေးကံချင်မှာ လောက်သူပြည်သူမှသာရှိစေရေးစတဲ့ရည်မှန်းချက်ရည်ရွယ်ချက်နဲ့ CDF လောက်သူကိုဖွဲ့စည်းခဲ့ပြီးတော်လန်တိုက်ပွဲဝင်ခဲ့တာလေးနှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ခက်ခဲကြမ်းတမ်းလှတဲ့တော်လန်ရဲ့ခီးရှည်လေးနှစ်တာအတွင်းမှာတာဝန်ထမ်းဆောင်ရင်းတိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးလူခဲ့ရတဲ့ရဲဘော်၁၂ဦးရှိခဲ့ပြီးပြင်းထန်တန်ရာရရှိတဲ့တပ်ဖွဲ့ဝင်အများပြားလည်းရှိခဲ့တယ်လို့ CDF လောက်သူကဒီကနေ့မှထုတ်ပြန်ပါတယ်။မြင့်မြတ်စွာဆွလွတ်အနေနာခံပေးဆက်ခဲ့ကြသော လောက်သူတွေရဲ့ကောင်းများကို အောင်မေတ္တရိယလေးစားကွန်ပျူကြောင်းဒေါ်လန်ရေးခီးရှိအတွင်းအဖက်ဖက်ကဝိုင်းဝန်းကူညီထောက်ပံ့ပေးခဲ့ကြတဲ့ပြည်တွင်းပြည်ပရှိဒေါ်လန်ပြည်သူတွေနဲ့လောက်သူပြည်သူတွေအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်း CDF လောက်သူကထုတ်ပြန်ပါတယ်ဒေါ်လန်ရေးမှာပြည်သူဒီတာအဓိကပြည်သူဒီတာအဆုံးဖြတ်ကဒေါ်လန်ရေးအောင်နိုင်ရေးမှာပြည်သူလက်ဝယ်မှာရှိတာကြောင့်ပြည်တွင်းပြည်ပကပြည်သူအားလုံးလူသားအင်အားဖြင့်တော်လကောင်းအလူငွေအားဖြင့်တော်လကောင်း တက်နိုင်တဲ့အခန်းကဏ္ဍကနေစီလုံးညီညွတ်စွာပါဝင်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ဆရာနာရှင်စနစ်ချုပ်ငင်းနိုင်ပြီး Federal Democracy ရရှိတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF လာသူက၄နှစ်ပြည့်အထိမ်းအမှတ်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။ဒေါ်လာရေးတိုက်ပွဲမအောင်မြင်သေး၍အာနာရှင်ချုပ်ငင်းရေးဆက်လက်ဆောင်ရွက်သွားမယ်လို့တန်တမတော် TNL တွဲပွဲအထွေထွေတွင်မှုဘုံမူကြီးထားပန်လာကပြောပါတယ်။ မေလ၄ရက်နေ့ကပြုလုပ်တဲ့ TNL ရဲ့နိုင်ငံရေးစီရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာဘုံမူကြီးတာပန်လာကပြောဆိုလိုက်တာပါ TNL တိမ့်ပိုက်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီပြန်ပေးဖို့မရှိဘူးလို့လည်းသူကပြောပါတယ် TNL နဲ့တပ်ဖွဲ့ဝင်ခဲ့ကြတဲ့မဟာမိတ်တွေရဲ့အတန်ကိုလည်းအလေးထားရမှာဖြစ်တယ်လို့ပူပေါင်းဆောင်ရွက်ခဲ့ကြရတဲ့ပြည်သူတွေရဲ့လူထုအတန်ကိုလည်းအလေးထားမှာဖြစ်တယ်လို့တိမ့်ပိုက်ထားတဲ့မြို့တွေကိုပြန်ပေးဖို့မရှိဘူးလို့ဘုံမူကြီးတာပန်လာကရှင်းပြပါတယ် တစ်တုံညာနှစ်ခုဆစ်စေးကာလကနေလက်ရှိအချိန်ထိ TNL ဥဆောင်တဲ့မဟာမိတ်တပ်တွေကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြို့၁၁မြို့နဲ့မန္တလေးတိုင်းမိုးကုတ်မြို့စုစုပေါင်း၁၂မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးအုပ်ချုပ်ရေးပေါ်ဆောင်နေကြတာဖြစ်ပါတယ်။ဒါပြင် TNL ရဲ့ယက်တီချက်ကတပ်တွေရောက်တဲ့နေရာတွေမှာရဲဆိုင်ထားဖို့လေကြောင်း drone လက်နက်ကြီးတိုက်ခိုက်မှုတွေရဲဆိုင်ထားဖို့ပြည်သူလူထုကိုလွတ်လပ်စွာသွားလာခွင့်ပေးဖို့စတဲ့အချက်၃ချက်သာဖြစ်တယ်လို့ ထက်လောင်းအတိပေးထားပါတယ်။ဒါမဲ့စစ်ကောင်စီကတော့ TNLA တင်ထားတဲ့မိုးကုတ်တီဘောနောင်ချိုကြောင့်မဲမိုးမြင့်မျိုးတွေကနေ TNLA တပ်ဖွဲ့တွေဆုတ်ခွာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်တရုတ်အစိုးရစီစဉ်တဲ့ April လကုန်ပိုင်းဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့အပြစ်ခတ်ရစဲရရမရပြောဖို့ခက်ခဲကြောင်း TNLA ပြောရေးဆိုပြီးရှိသူကပြောပါတယ်။ ဒေါ်လာရင်းကာလလင်းနှစ်တာအတွင်းမှာအချမ်းပတ်စစ်ကောင်စီကိုဖိအားပေးတိုက်ပွဲဝင်နိုင်ခဲ့ပြီးအောင်မြင်မှုများစွာရရှိထားတယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါတယ်ဒီကနေ့မေလ9ရက်နေ့မှာကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖွဲ့စည်းခြင်း၄နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားတဲ့မိန့်ခွန်းမှာခုလိုထည့်သွင်းပြောကြားလိုက်တာပါ နေပေါင်းများစွာတိုင်းပြည်ပန္နာကိုစိတ်ကြိုက်တုံးပြီးတိဆောက်ထားတဲ့ချမ်ပတ်စစ်ကောင်စီစစ်တပ်ကို လေးနှစ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေနဲ့ရဲစွမ်းတပ်တိရှိတဲ့သူတွေနဲ့ခုခံကာကွယ်တပ်ဖွဲ့ဝင်ခဲ့ကြတာဘလောက်တိုင်းတာထိရောက်နေပြီလဲဆိုတာရဲဘော်တွေအားလုံးမျက်မြင်ကိုတွေ့ပဲဖြစ်တယ်လို့ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါတယ်။ PDF နဲ့တူရက်တီပေးခဲ့ကြတဲ့တိုင်းသားအဖွဲ့တွေဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပြည်သူတွေကိုမိထားလို့မရပဲကျေးဇူးတင်ကြောင်းကိုလည်းထည့်သွင်းပြောဆိုသွားပါတယ်။ဒါ့အပြင်အင်ပြစ်အပြစ်ထောက်ပံ့ပါဝင်ပေးကြတဲ့ပြည်သူလူထုကြောင့်သာ အင်အားကြီးတဲ့ချမ်ပါစစ်ကောင်စီကိုအကောင်းဆုံးတော်လှန်နိုင်တာဖြစ်တယ်လို့ဆိုပါရယ် PDF ရဲဘော်တွေအားလုံးကိုပြည်သူတွေလိုလားနေတဲ့ဆရာနာရှင်စနစ်ချုပ်ငင်းပြီး Federal Democracy နိုင်ငံတည်ဆောက်နိုင်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်ကြဖို့ကိုလည်းပြည်ထောင်စုဝန်ကြီးချုပ်ကတိုက်တွန်းပြောကြားထားပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုချမ်ပါစစ်ကောင်စီက Jet Fighter နဲ့ပုံကျဲတိုက်ခိုက်ရာထိခိုက်မှုတွေရှိတယ်လို့တအားတက်မတော် TNL ကထုတ်ပြန်ပါတယ် ကြောင်မဲမြို့ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဒီကနေ့မနက်ပိုင်းမှာဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဘုံကြားရောက်ပောက်ကွဲမှုကြောင့်ထိခိုက်မှုအခြေအနေတွေကိုတော့စုံစမ်းစစ်ဆေးဆဲဖြစ်ပြီးအတိပိတ်ထုတ်ပြန်သွားမယ်လို့ TNL ကဆိုပါတယ်။ April 4ရက်ညနေပိုင်းကလည်း TNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ရက်ွက်ခွနစ်နဲ့30ကျေးရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အလားတူမေလ3ရက်နေ့ကလည်းမိုးကုတ်မြို့အနောက်ပိုင်းကတဲ့ရက်ွက်နဲ့ စင်ခွာကျေးရွာတို့ကိုဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံတအူးသေဆုံးခဲ့ပြီးတအူးထိခိုက်ဒဏ်ရာရရှိကဘုံကြီးကျောင်းနှစ်ကျောင်းတမယုံနဲ့နေအိမ်16လုံးထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။မေလ2ရက်နေ့ကလည်းနောင်ချုံမြို့နယ်လုံဝဲကျေးရွာကိုလေကျောင်းဖြင့်ပေါင်300ဘုံကျဲချတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာမေလအတွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတအူး PSLF TNLA ထိန်းချုပ်ထားတဲ့မိုးကုန်းနဲ့နောင်ချုံမြို့နယ်အတွင်း လေချောင်းကနေဘုံတွေနေစဉ်စတိုက်ကျဲချနေတာဖြစ်တယ်လို့ channel လေးကထုတ်ပြန်ထားပါတယ်။ဒီ demo view စီတဲ့ထိုင်နေအောင်ဆုံးရရှိထားတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။